ကမ္ဘာချန်ပီယံကိပောင်စင်ကစားသမားနဲ့ကန်ချစ်တဲ့မဲ့ဘရိုနီကာကိုတင်ပေးလိုက်တဲ့ဝမ်ချန်ပီယံရှစ်ဘရိုနီကာရဲ့နာမည်အမ်ကရေစီကနေပြန်လည်ကြိုလိုက်ပါရင်ဝမ်ချန်ပီယံရှစ်ကတော့မြန်မာကုံဆောင်ကန်ချစ်တဲ့မဲ့ဘရိုနီကာကိုကမ္ဘာစင်ကိပောင်စင်ကစားသမားနဲ့တင်ပေးလိုက်ပြီပဲဖြစ်ပါရင်လေးလာတော့ပွဲဝင်နေတဲ့ဘရိုနီကာအနေနဲ့အခုမှပဲပွဲပြန်ရတော့တယ်လို့ဆိုရမှာပါ။ဂျာရဲမှာဘရိုနီကာအနေနဲ့ USC ကချန်ပီယံဖိုက်တာအနေနဲ့တော့လေ့ကျင့်နေတာဆိုတော့ပုံမကောင်းမွန်တဲ့ပုံစံနဲ့ပြန်လာမယ်ဆိုတာအသေးချာပါပဲ။ဒီကောင်ချွတ်မှာကမွေတိုင်းမို့ခေပောင်စင်ဆိုတော့ဘရိုနီကာအတွက်အတော်လေးအရေးကြီးတယ်လို့ဆိုရမှာဖြစ်ပါရင်ဘရိုနီကာကိုခေပောင်စင်ခေပောင်စင်ကသားမှာ အနစ်တာမန်ဆန်နဲ့တည်ပြလိုက်ပြီဖြစ်ကြောင်းလဲဒီပြုတ်ခဲ့သူက World Championship ဥက္ကဋ္ဌကြီးချက်တွေဖြစ်ပါတယ်။ချက်တွေကသူ့ရဲ့လိုက်မှာဘရိုနီကာက အနည်းစာမန်ဆန်နဲ့တွဲပေးထားအောင်ပြောကြားသွားခဲ့တာဖြစ်ပါတယ်ဒီပွဲကကဲန်ချက်တိမဲ့ဘရိုနီကာအတွက်ကစားမဘွားပမောင်းဆုံးသောခေပေါ့စင်ပွဲအစဉ်ဖြစ်နေမှာဖြစ်ပါတယ်ပြန်မဲ့ကခေပေါ့စင်မှာကမ္ဘာချန်ပီယံဖြစ်ဖို့သူဖြစ်တာကြောင့်ဘရိုနီကာအတွက်မလဲကျော်ပွဲအစဉ်ဖြစ်လာမှာဖြစ်ပြီးခက်ခဲခဲရင်ဆိုင်စားသွားရမှာလည်းဖြစ်ပါတယ်ဘရိုနီကာရင်ဆိုင်ရမယ်အနည်းစာမန်ဆန်ကကမ္ဘာနံပါတ်1ခေပေါ့စင်ပွဲဆီလို့ဆွေးရမယ်ဂလိုရီခေပေါ့စင်အဖွဲ့အစည်းမှာချန်ပီယံဖြစ်ခဲ့ဖို့သူဖြစ်ပါတယ်ဒီလောက်ဆိုရင်သူမဘလောက်ထိကောင်းလဲဆိုတာကိုပြေးမကြည့်တွေးကြည့်ုံနဲ့သိနိုင်မှာဖြစ်ပါတယ်ဘရိုနီကာကမွေတိုင်းမှာချန်ပီယံဖြစ်ဖို့သူလို့ကမ္ဘာနံပါတ်1မွေတိုင်းမြို့သမီးဖိုင်တာဖြစ်တတ်မှတ်ခင်ရဖို့ပြင်မယ်ခေပေါ့စင်ဘက်ကတော့အချိန်မဆန်ဘူးပါဘူးဒါပေမဲ့ ရနီကာဟာဘောင်းစင်ကစားဖို့သူဖြစ်တယ်လို့လက်သေးအတော်လေးကောင်းတဲ့ဖိုက်တာပါဒါကြောင့်ခေပေါ့စင်ကစားရမှာအဆင်ပြေမယ်လို့မျှော်လင့်လို့ရပါတယ် ဝမ်ချမ်ပီယံရှစ်မှာပွဲများထိုးခြင်းခေါင်းစဉ်ရွေးနေလို့အဆင်မပြေပါဘူး။နှုတ်မဆိုရင်တနေ့တပွဲနှုံးလောက်ဖြစ်သွားနိုင်ပါတယ်။ပွဲများကစားနိုင်မှုဆိုရင်ကပောက်စီမဲလာလာ၊မွေထိုင်းမဲလာလာ၊ဘာလာလာအကုန်ကျောင်းအောင်ဖြစ်ပါတယ်။ဘရနီကာရဲ့နောက်ထပ်လာမယ့်ပွဲကတော့စတန်ဖတ်ဒင်းနဲ့ဖြစ်နိုင်ပါတယ်။ချယ်ရီကိုယ်တိုင်ကလည်းဒီကစားမနှုတ်ကိုတည်ပေးဖို့ဆန္ဒရှိနေတာပါ။စတန်ကထိုင်းပါတယ်မဟုတ်နိုင်ငံတကာပရိသတ်တွေပါရထားတဲ့ဖိုင်တာဖြစ်ပါတယ်။ဘရနီကာကလည်းမြန်မာနိုင်ငံတနိုင်ငံလုံးအားပေးရတဲ့ဖိုင်တာပါ။သူတို့နှုတ်ကိုသာတည်ပေးလိုက်ရင်တော်တော်လေးကိုအော့အော်တောင်းနေဖြစ်သွားနိုင်တာဖြစ်ပါတယ်။ဘရနီကာနဲ့ကစားချင်းကြောင့်စတန်ကခုလိုပြောမှုပါတယ်။ 2016ခုနှစ်မှာ MMA ပွဲပြန်ကစားဖို့တည်ကြပါရင်အဲဒီပွဲမှာကစားခင်မွေထိုင်းတပွဲလောက်အရင်ဆုံးကစားချင်ပါရင်ဘာလဲဆိုရင်ကျမကအရင်ဆုံးကိပောင်စင်ပွဲကစားမယ်နောက်နေ့မှာမွေထိုင်းတပွဲကစားမယ်ပြီးမှ MMA ပြန်ကစားမယ်လို့စီစဉ်ထားတာမို့ပါ ဝေးတိုင်းမှာဘရနီကာနဲ့ကစားချင်ပါတယ်သူကအရန်ကောင်းတဲ့ fighter မဟုတ်ပါဘူးကျမအနေနဲ့သူနဲ့ကစားနိုင်မယ်လို့ထင်ပါတယ်သိကိုကောင်းတဲ့ပွဲဖြစ်လာမှာဖြစ်သလိုနှစ်ယောက်စလုံးအတွက်ပြောစရာကောင်းတဲ့ပွဲဖြစ်လာမှာပါ MMA ကတော့လက်ရှိ champion နဲ့ပဲကစားချင်ပါတယ်ကျမက champion ဟောင်းလေလက်ရှိ champion နဲ့ပဲကစားချင်ပါတယ်လို့ဆိုသွားခဲ့တာဖြစ်ပါတယ်ဘရနီကာကလည်း stand ရဲ့ဆိုအားစင်ကိုပြောချလာမှုကိုချင်းချင်းပဲတုံ့ပြန်သွားခဲ့ပါတယ်ဘရနီကာက fighter ကဘာအကောင်းဆုံးစင်းဝင် fighter တွေကတူဖြစ်ကြောင်းနဲ့သူမကိုလေးစားကြောင်းဆိုခဲ့တာဖြစ်ပါတယ် stand ရဲ့ challenge လုပ်လာမှုကိုဘရနီကာက stand ဟာကဘာအကောင်းဆုံး fighter တွေကတူဖြစ်ပါတယ်သူမကိုကျွန်တော်အများကြီးလေးစားပါတယ်အကဲဒီပွဲသာဖြစ်လာခဲ့ရင်ကျွန်တော်အတွက်ကြီးမားတဲ့ ိန်ခေါ်မှုဖြစ်လာမှာဖြစ်သလိုကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက်ဆိုရင်လည်းထူးခြားလို့တဲ့အခိုင်အတန့်ဖြစ်နေမှာပါပွဲစားဝင်ရတဲ့ခွေတိုင်းကိုလည်းကျွန်တော်ကျေးဇူးတင်လို့အကောင်းဆုံးနဲ့ကြိုးစားသွားမှာဖြစ်ပါရင်ပွဲတိုင်းကကျွန်တော်တို့အကောင်းချီးဖြစ်ပြီးကျွန်တော်ကြောင့်အိမ်မက်တွေနောက်ကိုလက်တွေတွေခွန်အားရဖို့မျှော်လင့်ပါတယ်လို့យေတာထားခဲ့တာဖြစ်ပါရင်တောင်အသေးရဲ့အဖေဘရိုနီကာနဲ့တန်းလို့ဖြစ်ပေမဲ့ထိတန်းအဆင့်အတွေ့အကြုံမှာတော့အများပြသူဖြစ်ပါရင်ဘရိုနီကာနေနဲ့လာမယ့်ပွဲမှာနိုင်ယူနိုင်ခဲ့ရင်စတန်နဲ့တွေ့ဖို့များပါပြီစတန်ကလည်းဂျာထဲမှာကိမောက်ဆင်ပွဲတစ်ပွဲကစားအောင်မဲ့သူဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါ နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီကိုလေးကိုလည်း share ပေးကြပါဦးလို့ပြောနေတဲ့ဤကောင်းချိုလိုက်ရပါတယ်ခင်ဗျာ